မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူးတိုင်းတဲကုန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား73ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ August 17ရက်နေ့မနက်၄နာရီခွဲအချိန်ကမှတဲကုန်းမြို့နယ်တင့်နီတော်ရွာဘက်ကို4ကား9စီးနဲ့ရောက်ရှိလာတဲ့အင်အားတရာခန့်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာအဲ့ဒီနေ့မနက်6နာရီခွဲကစတင်ပြီးတော့ နွားငိန်တောင်ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာညနေ9:00လောက်မှာနွားငိန်တောင်ကနေရုံးမင်တက်ရွာအနောက်ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် ပြည်ခိုင်ပတ်ကောက်ဖတိုက်ခိုက်ရေးအဖွဲ့တေကုံပေါင်းတယ်ပတ်ကောက်ဖတို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာစစ်သား73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးတော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့စစ်ပွဲအတွင်းမှာဆောင်ရန်ရှောင်ရန်လမ်းညွန်ချက်များကိုလိုက်နာကြဖို့တိုက်တွန်းချင်ပါတယ်လို့ပြည်ခိုင်ပတ်ကောက်ဖစီရေးတာဝန်ခံကပြောဆိုထားပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရုံးမဲတက်ရွာအနီးတဝိုက်မှာဆက်လက်လှုပ်ရှားနေတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်ပြီးအကြမ်းဖက်စစ်ခွေးများကကားများစိုင်းကယ်များကိုချောဆွဲခြင်းလူသားတိုင်းအဖြစ်နဲ့ပြည်သူများကိုဖမ်းဆီးခေါ်ဆောင်ခြင်းတွေရှိနေတဲ့အတွက်ပြည်သူတွေသတိထားသွားလာကြဖို့မြစ်တာရက်ခံကြပါတယ်လို့ပြည်ခရိုင်ဘက်ကဖစီရေးတောင်ငံကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေစီကိုပို့ဆောင်ခြင်းခံနေရတဲ့စစ်မှုထမ်းတပ်သားတဲ့များဟာထွက်ပြေးမှုတွေများပြားနေတဲ့အတော့အကြမ်းဖက်စစ်ခွေးတပ်ကမိသားစုဝင်တွေကိုတိတ်တဆိတ်ပြန်ခေါ်ခိုင်းကတိုက်ရင်ကိုပြန်မလာပါကအဲ့ဒီသူတို့ရဲ့မိသားစုတွေကိုပါတပ်ဖြတ်ပြစ်မယ်လို့ချိန်ချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပေါင်းမျိုးနဲ့ရေကြီးမျိုးနဲ့လေးမျက်နှာမျိုးနယ်တို့မှာရှိတဲ့ရှေတန်းစစ်မြေပြင်တွေကိုပို့ဆောင်ထားတဲ့စစ်မှုထမ်းတပ်သားတဲ့များဟာတပ်ချင်းတဲ့အခါမှာနောက်တန်းကိုပြန်လာခြင်းမရှိဘဲ ထွက်ပြေးသူတွေများပြားနေတယ်လို့သိရပါတယ်။ဒါကြောင့်တိုက်ရင်မှုတွေကသေစီရင်နဲ့လူစီရင်မပြနိုင်ပဲအများစုဟာပျောက်ဆုံးနေခြင်းကြောင့်စစ်တိုင်းမှုကကျင်းပန်းပြီးတော့ဖိအားပေးကစည်ရင်ပြခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားတဲ့အချင်းပြောင်းကိုခလိုက်ရနှစ်ခွန်တက်တိုင်ရင်မှာပြုတ်လုံနေတယ်လို့သိရပါတယ်။အခုလိုမျိုးဖိအားပေးခိုင်းစေခြင်းများကြောင့်တိုင်ရင်မှုများကထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတဲ့များရဲ့မိသားစုဝင်တွေကိုတိတ်တဆိတ်ဆက်သွယ်ခိုင်းကပြန်ခေါ်ပေးရတယ်မခေါ်ပေးနိုင်မှာကမိသားစုကိုပါတပ်ဖြတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောင်းနေကြောင်းသိရပါတယ်။ တည်ရင်မှုတွေကစည်ရင်ရှိပြီးတော့လူမရှိတော့ပျောက်ဆုံးနေတာတွေအများကြီးပဲထည့်ထားတဲ့အခါအထက်ကတောင်းတော့မပေးနိုင်ဘူးဖြစ်နေတာပေါ့သူတို့ကိုစစ်တမ်းမှုကဖိအားပေးပြီးတော့စည်ရင်ပြခိုင်းနေတော့ဘာမှမဆိုင်တဲ့ထွက်ပြေးသွားတဲ့စစ်မှုထမ်းတပ်သားတွေရဲ့မိသားစုဝင်တွေကိုမင်းတို့ကိုတတ်ဖြတ်ပြစ်မယ်ဆိုပြီးချင်းချောက်ပြီးတော့ပြန်ခေါ်ခိုင်းနေတာလို့တပ်တွင်းသတင်းအမိကရှင်းပြထားပါဗျာ AOD တိုင်းမှာစစ်တပ်ကနယ်မြေအများစုစွန့်လွတ်နေရတဲ့အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာကစားထမှုတအုပ်ထိုင်ပြီးတော့တိုင်းမှု2ဦးဒူတိုင်းမှု2ဦးဗျူဟာမှု3ဦးနဲ့အခြားတိုင်းစစ်ဌာနချုပ်ကတက်ကူအင်အားတက်မ71တက်မ66တက်မခွန်ခွန်တက်မ101တို့နဲ့နယ်မြေများပြန်လည်ရရှိဖို့အတွက်ဖိအားပေးလှုံ့ဆော်ခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းငပူရောမြို့နယ်မှာရက်ကြီးအုပ်ချုပ်ရေးမှုများကစစ်မှုထမ်းတပ်သားတဲ့များကိုပို့ဆောင်ပေးနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်အကြဖတ်စစ်ခွေးတပ်က၎င်းတို့ကိုဆဲဆိုပြီးတော့အစည်းအဝေးခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လမှာစတင်ပြီးစစ်မှုထမ်းအပတ်စဉ်16အတွက်ငပူရောမြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့များပို့ဆောင်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မြို့ပေါ်ရက်ကွက်နှစ်ခုနဲ့ခြေရွာအုပ်စု16ခုတို့ကအုပ်ချုပ်ရေးမှုများကိုမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကဆဲဆိုပြီးတော့အစည်းအဝေးတက်ရောက်ရန် ဖိအားပေးခေါ်ယူနေတယ်လို့သိရပါတယ်။မပူတော်မြွန်နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကစစ်မှုထမ်းတပ်သားတက်များပေးဖို့ရန်အုတ်ချုပ်ရေးမှုများကိုအကြိမ်ကြိမ်အကြောင်းကြားထားတော်လဲပေးဖို့နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဩဂတ်လ23ရက်နေ့မနက်10:00နာရီကမှမပူတော်မြွန်နယ်ရုံးကိုအုတ်ချုပ်ရေးမှုများအလုံးမပြတ်မကွက်တက်ရောက်ရန်နဲ့စစ်မှုထမ်းရန်လူငယ်တအုပ်ပါတပါးတဲ့ခေါ်ဆောင်လာဖို့အတွက်ညွှန်ကြားချက်ထုတ်ပြန်လာတယ်လို့သိရပါတယ်။အခုလိုမျိုးစစ်မှုထမ်းရန်လူငယ်တအုပ်ခေါ်ဆောင်လာနိုင်ခြင်းမရှိပါကား ယာယီမှုများကိုခေါ်ဆောင်လာရန်အကြမ်းဖက်စစ်တပ်ကအတင်းအကျပ်လှုပ်ဆောင်ခိုင်းနေတယ်လို့သိရပါတယ်။သူတို့ကစစ်မှုထမ်းလူသစ်မရလို့ဖိအားပေးလုပ်မဲ့သဘောရှိပါတယ်။မြို့နယ်တွေကပြည်သူတွေကတော့ကြောက်လန့်နေကြတယ်။ပေါ်တာဆွဲဖမ်းဆီးတာတွေပို့ပြီးတော့လှုပ်လာမယ်ထင်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ငပူရောမြို့နယ်မှာစစ်မှုထမ်းတပ်သားတဲ့များပို့ဆောင်နိုင်ခြင်းမရှိတဲ့ကြေးရွာအုပ်စုများဟာကံချောင်းအုပ်စု၊အုပ်ပုံရေကျော်အုပ်စု၊ကန်းဒီအုပ်စု၊ငရံချောင်းအုပ်စု၊ဇီးပြူစိတ်အုပ်စု၊ကြာကန်အုပ်စု ကလားချောင်အုပ်စုကျွန်းညိုကမ္ဘာလာအုပ်စုရဲခေါင်ကြီးအုပ်စုညောင်ဝိုင်းအုပ်စုဂျုံကူးအုပ်စုကြောက်ချောင်းအုပ်စုစမ်းကြီးအုပ်စုဖောင်တိုးအုပ်စုကွင်းဘက်အုပ်စုကျွေးချောင်းအုပ်စုဇပကြီးအုပ်စုနဲ့မြို့ပေါ်ရက်ွက်တွေဖြစ်တဲ့ဟိုင်းကြီးအမှတ်တရရက်ွက်နဲ့ငရုတ်ကောင်းအမှတ်တရရက်ွက်တို့ဖြစ်ချောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်ဒီမော့ဆိုမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ကာစစ်ကြောင်းထုံးနေမှုကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးပြည်သူတွေဟာထောင်ထဲချီပြီးတော့စစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၈ရက်နေ့ကစပြီးတော့ Driver Demo So Fruzo လမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ရအတွက် Demo So မြို့နယ်ငွေတောင်အခြေစားခလာရ၁၀၀တက်ရင်နဲ့ခမရ၄နှစ်ခွန်တက်ရင်တို့ပူးပေါင်းကအင်အား300ခန်းနဲ့စစ်ကြောင်း၂ကြောင်းခွဲပြီးတော့လှုပ်ရှားနေမှုကြောင့်တိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီစစ်ကြောင်းနှစ်ကြောင်းဟာခလာရတရားနဲ့တိုင်ရင်နဲ့မီတာ200ခန့်အကွာသဲတောင်ရွာမှာစစ်ကြောင်းတစ်ကြောင်းဝေတောင်ဆယ်တဝိုက်မှာစစ်ကြောင်းတစ်ကြောင်းရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းကပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်နေတဲ့အတွက်ရောက်လာနိုင်ပါတယ်စစ်ဆောင်တွေများတယ်ဖဲကုံအရှိတ်မှာစစ်ဆောင်တွေများတော့ဒီကောင်တွေကလိုက်ပြီးတော့မှရောက်ချင်လဲရောက်လာနိုင်ပါတယ်အတိအကျသတင်းတော့မရသေးဘူးတိုက်ခိုက်မှုတော့ရှိနိုင်တယ်ကျွန်တော်တို့ကပြည်သူလူထုရဲ့အခြေအနေကိုကြည်ပြီးတော့မှလုပ်နေရတာနားတယ်လို့တော့မပြောဘူး လူတို့အခြေအနေကိုကြည့်ပြီးတော့တိုက်ခိုက်နေရတာလူတို့ကဒုက္ခရောက်တယ်လူတို့တွေက နေစရာထိုင်စရာမရှိမိုးရဲလေထဲမှာပြေးလွှားနေရပါတယ်စစ်ဆောင်လူတို့ကအင်အားထောင်တဲ့ခြေရှိနေတော့အခြေအနေကိုကြည့်ပြီးတော့ကျွန်တော်တို့ဘက်ကလှုပ်ရှားရတာပေါ့စစ်ကောင်စီရဲ့အင်အားကများတယ်လို့တော့ပြောတာပဲ ဒါပေမဲ့အဲ့ဒါကလူလူစီကပဲသိရတာအတိအကျတော့မသိရသေးဘူးတချို့လဲလဲလုံးနေကြတဲ့အချိန်မှာလက်နဲ့ကြီးနဲ့ပြစ်တော့ပြည်သူလူလူတွေခင်ဗျာရှောင်နေရတာပေါ့အဲ့ဒီလိုဆိုတော့လူလူတွေကစစ်ကောင်စီတွေများတယ်လို့ပြောတာပေါ့ဒါပေမဲ့အတိအကျတော့ပြောလို့မရသေးပါဘူးလို့ KA ရဲ့စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားပါတယ်ဒါအပြင်ဖရူโซအခြေဆိုင်စစ်တပ်ဘက်ကလည်းဒီမော့ဆိုဖရူโซလမ်းမကြီးတခြားကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်နေတယ်လို့သိရပါတယ်ဒါကြောင့်ဩဂတ်စ်လ10ရက်နေ့ကစပြီးတော့ Rigor ဒီမော့ဆိုဖရူโซလမ်းမကြီးအပြင် ်လမ်းမကြီးပေါ်ကိုဖြတ်တန်းသွားလာနေတဲ့လမ်းအတွေများအလုံးကိုအတုံးပြူသွားလာခြင်းမပြုတ်လို့ရနဲ့ရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်တယ်လို့ KNDF ဗဟုသတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်အဲ့ဒီလမ်းမှာကအတုံးမပြူတာကကြာပြီဟို2022ခုနှစ်ကလေးကပါသွားလာမှုတွေကိုပိတ်တယ်ဆိုတာကလက်နက်ကြီးကြောင့်ပါလက်နက်ကြီးနဲ့ပြက်လေရင်နဲ့ဘုံတွေကျင်းနေတော့လဲသူတို့ကိုသတိပေးတဲ့သဘောအနေအထားမျိုးပဲရှိပါတယ်လို့ KA ရဲ့စီရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကမနက်ပိုင်းကစပြီးတော့လေရင်နဲ့ဘုံအလုံးကြီး40ကျော်ကျဲချတိုက်ခိုက်ခဲ့ပြီးတော့ဖမ်းမင်ကုန်းရွာနီးတဝိုက်ကိုလည်းမိရှုပ်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ12ရက်နေ့မနက်9နာရီခွဲအချိန်ကစတင်ပြီးတော့မရိယာမြို့နယ်ကြောက်တရားရွာလက်ဝဲကြီးရွာနဲ့ဖမ်းမင်ကုန်းရွာနီးတဝိုက်ကိုအကြမ်းဖက်စစ်ခွေးတပ်က Jet Fighter နဲ့ဘုံ38လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲတိုက်ခတ်ပြီးတဲ့နောက် ။အကြမ်းဖက်ဆက်တက်ကနေ့လယ်၁၂နာရီခန့်မှာကြောက်တရားရွာလက်ဝဲကြီးရွာနဲ့ထမ်းမဲကုန်းရွာကို Jet Fighter တစ်စီးနဲ့ဆက်လက်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တက်ကလေကြောင်းနဲ့ဇက်တိုက်ဘုံးကျဲတိုက်ခိုက်နေတဲ့အတွာကြီးရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ခွေးများဟာထမ်းမဲကုန်းရွာအနီးတစ်ဝိုက်ကိုလည်းမနေ့ကမနေ့ပိုင်းကစတင်ပြီးတော့သုံးကြိမ်မိရှုဖြတ်စည်းသွားတယ်လို့သိရပါဗျ။အလားတူပဲဝက်လက်မြုပ်နဲ့ပြုတ်ချောင်းအနီးတစ်ဝိုက်ကိုလည်းအကြမ်းဖက်စစ်ခွေးတပ်ကမနေ့ကညနေ၄နာရီခွဲကစတင် ီးတော့ Jet Fighter နဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးများနဲ့ပါပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါရယ်မရီယာမြို့နယ်ကိုတော့မနေ့ကလေးကနေပြီးတော့ကျဲနေတာ Jet Fighter တွေနဲ့တောက်လျှောက်တက်ပြီးတော့ဘုံကျဲတက်ခိုက်နေတာပါဝက်လက်ကိုတော့ညနေပိုင်းမှာဘုံကျဲသွားတယ်ဘုံကျဲတဲ့နေရာကိုလက်နက်ကြီးနဲ့ပါထပ်ပြီးတော့ပြစ်တယ်ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာပေါ့ပြည်သူတွေတော့ထိခိုက်မှုရှိမရှိအတိမပြုတ်နိုင်သေးဘူးလို့ Voice of Mandalay VOM ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်မှာရှိတဲ့ကျေးရွာ၁၈ရွာကိုအကြမ်းဖက်စစ်ခွေးတပ်က112လေးရင်နဲ့နှစ်ရက်ဆက်တိုက်ဘုံအလုံးကြီး90ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလင်းငယ်များအပါအဝင်ပြည်သူ၅ဦးသေဆုံးပြီးတော့အယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်စ17ရက်နေ့မနက်7:00နာရီခန့်ကစတင်ပြီးတော့အချမ်းဘတ်စစ်ခွေးတက်ကပေါင်းမြုံနယ်အရှိချမ်းမှာရှိတဲ့ရေရွာရွာရှက်ခွလေးရွာမုံတော်ရွာကမ်းပြိုရွာတနပ်ပင်စင်းရွာတင်ငုတ်ပင်ရွာညောင်ပင်တိုက်ရွာရွှေလန်ရွာမြင်းညာကုန်းရွာကျုံးမေစုရွာစင်တေရွာငမိုးကြီးရွာငမိုးလေးရွာကန်းတော်ကုန်းရွာပြင်းချောင်းရွာနဲ့ဆယ်ဝရွာတို့ကို124ရင်းနဲ့ဘုံအလုံးကြီး90ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျာ အကြမ်းဖက်စစ်ခွေးတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာကလင်းငယ်များအပါအဝင်ပြည်သူ၅ဦးသေဆုံးပြီးတော့အယောက်30ကျော်ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကဩဂုတ်လ12ရက်နေ့မှာလည်းပေါင်းမြုံနယ်ကပါစာ24ကစစ်ခွေးများကဟာဝဇာလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့112လေးရင်နဲ့ရှက်ခွာလေးရွာကိုဘုံ၃လုံး၊ကမ်းပြိုရွာကိုဘုံ၅လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ ဩဂတ်စ်လ17ရက်နေ့ကဘုံကျဲတိုက်ခတ်မှုမှာကလင်းငယ်ရေးအပါအဝင်ပြည်သူ9ဦးသေဆုံးသွားပါတယ်အယောက်30ကျော်ထိခိုက်ဒဏ်ရာရတယ်ပြည်သူတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးနေရတာပေါ့မနေ့ကလည်းထပ်ပြီးတော့ကျဲတယ်လက်နက်ကြီးတွေနဲ့ပါပြစ်နေတာလို့အညာမြေတပ်ပေါင်းစုကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ